ကျိုင်းတုံမြို့၌2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလူထုအသိပညာပေးဆိုင်းဘုတ်ဆိုင်ထူတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြင်းနယ်ရှိပိုင်းကျိုင်းတုံမြို့၌2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်ဆိုင်ထူသည့်အခမ်းအနားကို အောက်တိုဘာ10ရက်ကလူစီကားရနေရာလေရင်ကွင်းလမ်းမြို့တော်ခမ်းမရှိတွင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်အဆိုပါခန္ဓာသူပြည်내အစိုးရအုပ်ချုပ်ရေးအဖွဲ့ကရှမ်းရှိဥက္ကဋ္ဌဦးတင်လင်းခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများပြည်내ခရိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသက်ဆိုင်ရာပြည်내ခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး2025ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လူမှုအသိပညာပေးဆိုင်းဘုတ်ကိုတတ်မှတ်နေရ၌စိုက်ထူ၍ဖဲကျုပ်ပြတ်ဖွင့်လက်ကဆိုင်းဘုတ်အားအမွေးနှစားရည်များပက်ပြန်ခဲ့ကြကြောင်းသိရှိရပါသည်ထို့အတူ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ပထမအကြိမ်မဲဆန္ဒရှင်စည်ရင်များကိုရက်ကွက်နှင့်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် အများပြည်သူကြည့်ရှုနိုင်ရေးအောက်တိုဘာ23ရက်ဒီကတ်ထားကြေညာထားမှုများကိုမဲဆန္ဒရှင်ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရှိရပါတယ်ခမညာ